င်များတယ်အငြိမ်များတယ်ဆိုတဲ့ဟာကယောဂညာပေါ့။အခြားပါအကြောင်းရင်းမှမလိုပဲနဲ့သူတစ်ခုတည်းနဲ့ယောဂပေးဖို့လုပ်တော့တယ်။ရက်တောက်ဆရာမလိုဘူးဆေးလေးတောက်ဆရာမလိုဘူးချိုးလေးလုံးကဲဆိုတာစားဆရာမလိုဘူးကျွန်တော်အောက်မှာဆက်ပြောမယ်ယောဂတွေပေးဖို့သူတစ်ခုတည်းနဲ့တင်လို့လုပ်တယ်။အခုနိုးနေတဲ့အချိန်မှာပြတ်တောင်းပြတ်တောင်းထိုင်တာပဲဖြစ်ဖြစ်တစ္ဆက်တဲထိုင်တာပဲဖြစ်ဖြစ်ရှင်းနိုင်ကြကြအကုန်အကျုံးဝင်ပါလေ။သူပေးတဲ့ ပြဿနာတွေကတော့ NCD လို့ခေါ်တဲ့ကူးစက်ရောဂါမဟုတ်တဲ့ non communicable disease တွေဖြစ်တဲ့သွေးတို့စီးကျိုးတို့နှလုံးရောဂါတို့လေဖြတ်တာတို့ကင်ဆာတို့အဝါလွန်တာတို့တရားတွေပေါ့ tipping point tipping point ဆိုတာကအဲ့ဒီ9နာရီ10နာရီပေါ့ကျွန်တော် tipping point ကိုတတ်မှတ်ထားတဲ့ဒီ incident တွေမှာ9နာရီ10နာရီကြော်ရင်ကြတော့ဒီချမ်းမာရေးပုံမှာ တက်ရောက်တဲ့ဆိုးကျိုးတွေကအဆမတန်ပိုပြီးတော့များလာတယ်အဲ့ရစ်ကဘယ်အချိန်မှာအဆိုးဆုံးလဲဆိုတော့79ကြီးကျော်သွားပြီဆိုလို့ရှိရင်တော့တော်တော်ဆူဆူရရ ဝင်လာပါပြီ။နံပါတ်၁ပေါ့ cardiovascular disease ပေါ့နော်။ဒီနှလုံးသွေးကြောနဲ့ပတ်သက်တဲ့ယောဂတွေပေါ့။နှလုံးယောဂ၊လေးဖြတ်ယောဂကုန်ပါပါပြီ။ TV ကိုကြည့်ရပါတော့။လေးနိုင်ကြောကြာကြည့်ရင်ဒီယောဂတွေကြောင့်မို့လို့ပေနှုံး၈၀ရာခိုင်နှုန်းတက်တယ်။၈၀ရာခိုင်နှုန်းဆိုတာ a very staggering number ပေါ့နော်။တတော်ကိုမြင့်မြင့်မှမှနံပါတ်ပါ။โยคะยะเลยဆိုတဲ့နံပါတ်မဟုတ်ဘူးဒီယောဂတွေထားတော့နှလုံးယောဂရှိနေတယ်လို့နှလုံးယောဂအကြောင်းတည်ဆုံးနိုင်လုံးပေါ့ အဲ့ဒါကိုပြောတာပါ80ရာခိုင်နှုန်းဒီတက်တယ်နော်နှလုံးရောဂါတော့ရှိပါရဲ့ကိုကလှုပ်လှုပ်ရှားရှားလေးအထိုင်မများဘူးဆိုလို့ရှိရင်ဒီလောက်ထိနေမှာငါတက်ဖို့ပေါ့အသက်ဆက်ပြီးတော့သူများကြီးကျမ်းမာတဲ့လူတယောက်လူမျိုးတော်ဟာအသက်ရှင်ရှင်နိုင်နေပေါ့ဒီလိုအသေးပဲဆိုလိုတာပါအဲ့တော့ regular physical activity ပေါ့နော်ကိုကလုပ်နေမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးနှလုံးရောဂါတွေလေးဖြစ်တာတို့ပြောရရနိုင်ချေကိုကျွန်တော်တို့အများကြီးရှင်းချနိုင်တယ်အဲ့တော့ leisure activities တွေပေါ့နော်ဟိုအားနေတဲ့အချိန်မှာ ဂိမ်းနေတိုင်းပိုင်းမလုပ်ဘူးနဲ့တခြားတစ်ခုခုကို တွဲဖက်ပြီးလုပ်ပေးမယ်ဆိုရင်20 to 30%ယောဂဖြစ်နိုင်ခြေကိုလျှော့တာဒါယောဂဖြစ်နိုင်ခြေကိုလျှော့တာနော်အလုပ်မှလည်းအဲ့လိုပဲအဲ့လိုရှာရှာရှိမယ်ဆိုရင်10 to 20%လျှော့ပေးတယ်အဲ့တော့ကိုအိမ်မှာလုပ်နေတဲ့ leisure activity ရောအလုပ်မှလုပ်နေတဲ့ occupational activity ရောပေါင်းလိုက်ရင်တော့30 to 50%လောက်ထိကိုလျှော့ချပေးနိုင်ပါတယ်နောက်တစ်ခုပေါ့နော်အိမ်မှာအင်ကိစ္စလုပ်တဲ့ကိစ္စပေါ့ non exercise physical activity of the daily living mode ် NEP လို့လည်းခေါ်တယ် NEAT လို့လည်းခေါ်တယ်ဆိုတော့ဒါကတော့အိမ်မှာ gardening လုပ်တာ၊ချမ်းတိုက်တာ၊တပြည့်စည်းနေတာ၊ဖုံးစုပ်တာ၊ vegan ဆေးတာ၊ wish or တာစသဖြင့်အကုန်ပါတယ်။နောက်အဲ့ဒါတွေကတော့သတ်မှတ်လိုက် moderate to vigorous intensity မှာတော်တော်ရောက်တယ်ပေါ့။အဲ့တော့ဒါတွေကိုအကြာကြီးလုပ်စရာမျိုးတစ်ခေါက်တစ်ခေါက်လုပ်ရင်10မိနစ်လုပ်လို့9မိနစ်လုပ်လို့10မိနစ်လုပ်လို့တစ်ဖက်တစ်ဖက်စီပေါ့။အဲ့အဲ့လိုမျိုးလေးလုပ်လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်ဒီအခုပြောနေတဲ့ဒီသွေးကြောဆိုင်ရာယောဂါတွေနှလုံးဆိုင်ရာယောဂါတွေ ဖြစ်နိုင်မှုကိုရောဒီယောဂါတွေရှိလို့ရှိရင်တည်ဆုံးနိုင်မှုကိုရောနှစ်ခုလုံးကို29 to 44% short ထားပြပါတယ်ဒါလည်း a significant number တခုပဲအနည်းမနဲ့ hypertension တွေးတူတယ်အဲ့တော့အထိုင်များရင်တွေးတူတယ်ဗျထိုင်တာများရင်တွေးပေါင်ကျရင်တက်တဲ့ခါကတော့50%ဆို0.5ကစားပေါ့တစားတော့မြတ်ပေါ့50%ပေါ့အဲ့တော့ဘာကြောင့်ဖြစ်လဲဆိုတော့အသွေးကြောတွေမှာကြောလို့ ကျွန်တော်တွေးကြောတွေမှာ elastic city ဆိုတာရှိတယ်ကျုံနိုင်ဆန့်နိုင်ဆိုတာတော့အဲ့တော့ကျုံနိုင်ဆန့်နိုင်ရှိရင်ကျတော့တွေးမတူဒါပေမဲ့တွေးကြောကြီးတွေမှာခောက်ခောက်ကြီးတွေဖြစ်လာတယ်ဆိုတော့တွေးတူတယ်ပုံမှန်အဲ့လိုမျိုးအခြေအနေကိုဖြစ်တာကလူကြီးတွေမှာဖြစ်တယ်နော်လူကြီးတွေအသက်80ကျော်80ကျော်တွေမှာဒီတွေးကြောတွေက classification ကိုခေါ်တယ်ထုံးတဲ့ process တွေဖြစ်လာတော့တွေးတူတယ်အဲအကြောင်းပြောကြတယ်လေလူကြီးတွေမှာအပေါ်သွေးလေးတူတာကိစ္စမရှိဘူးကိစ္စမရှိဘူးပြောကြတယ်လေအဲအဲ့ဒီလားဆိုတော့အခုကလူငယ်တွေမှာပါထိုင်ကြတဲ့အဲ့ဒါကတက်တယ် ထုံးလာတဲ့ရာတော့မဟုတ်ဘူးသွေးကြောရဲ့ဒီကြွက်သားကူဟာဟိုသူကစတီဖန်ဖြစ်လာတော့မာမာချောလာတာပေါ့အဲ့တော့ကလေးအသက်၁၂နှစ်ကနေ၁၉နှစ်ကစပြီးတော့ဒီကိစ္စအစားဝင်နိုင်ပါတယ်အဲ့တော့ငါငယ်သေးရဲ့ကလေးငယ်သေးရဲ့ဘာမှဖြစ်လောက်ပါဘူးဆိုပြီးတော့မထင်ပါနဲ့ဖြစ်ပါတယ်ဒီ sedentarism ဆိုတဲ့အကျင့်ကို need to go လုပ်နေနံပါတ်၃ the regular heartbeats ဆိုတော့ကျွန်တော်တို့နှလုံးခုန်စီးချက်မမှန်တဲ့ယောဂါတွေပေါ့အထိုင်ညာရင်ဒီစီးချက်မမှန်တဲ့ risk တက်တယ် especially ဘောနော် AF လို့ခေါ်တဲ့ဒီစီးချက်မမှန်တဲ့ယောဂါတွေမှာတော်တော်ဆိုးရဲကောင်ပြောရမှာပေါ့။နော်တွေးလေသူကဟိုဟာဖြစ်တယ်။တွေးလေခဲတတ်တယ်။ဒီတွေးခဲကနှလုံးညံနေပြုတ်ပြီးတော့ထွက်သွားလို့ရှိရင်လည်းဒီဒီဖြစ်တာတွေပါဖြစ်တတ်တယ်။ဆိုတော့ဒီ AF ဆိုတဲ့အဆင့်ထိကိုဖြစ်နိုင်နေပေါ့။တက်ရွေးမျိုးဖြစ်နိုင်နေပေါ့။နော်။အဲ့တော့ AF risk ကို short ချနိုင်တာ low to moderate intensity exercise တွေလုပ်ရင် short ချနိုင်ပါတယ်။အဲ့တော့ဒီမှာပေါ့နော် exercise ဆိုရဲစလုံးကိုမြင်သွားလို့ exercise တစ်ခုကိုပဲအယုံမရောက်နေပေါ့နော် ဟိုအခုပြောနေတဲ့ topic က sedentarism ဖြစ်တဲ့အတွက်ကြောင့်လို့အရှိမပြောလို့ပဲ exercise လုပ်တာတော့လုပ်ကောင်းတယ်သူ့ရဲ့ကောင်းကျိုးတွေရှိတယ်ဒါပေမဲ့ channel အခြေအနေမှာအထိုင်များတယ်များရင်တော့ still ဒီ risk ကတော့ရှိနေဦးမှာပဲလေးပေါ့နော်စီဂျိုပေါ့ type 2 diabetes ဆိုတော့စီဂျိုမှာတဲ့စီဂျိုစဖြစ်တာပေါ့စီဂျိုဖြစ်ပြီးသားလူယောဂါပိုဆိုးတာပေါ့နှစ်ခုလုံးအတွက်အရေးပါတဲ့ primary risk factor နေရာနေသူကနေရာယူလာတယ်ဒီ sedentarism ဆိုတာ တော့အရန်ကိုထိုင်ထားတဲ့ excessive sedentarism ဆိုတော့နော်ဆိုတာကတော့ဒီ၈နိုင်10နိုင်ကျော်ကြာထိုင်နေလူတွေကိုပြောတာပါအဲ့လိုလူတွေကနှစ်ဆ risk တက်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့လိုထိုင်ရင် insulin resistant ပဲလို့အမည်ကြီးတာ regardless of physical activity ဆိုတော့တင်လေ့ကျင့်ခန်းလုပ်တာမလုပ်တာထည့်သွင်းစဉ်းစားဘူး။တင်ဘိုက်ကူတာပိန်တာဝရမဝရထည့်သွင်းစဉ်းစားဘူး။ဘလိုပဲ fit ဖြစ်နေတဲ့ body ဖြစ်ပါစေဘလိုပဲလေ့ကျင့်ခန်းလုပ်နေလုပ်နေ ကိုကစီဒန်တရီဇင်ကို excessively ရှိနေမယ်ဆိုရင်ဒီစီးယူဝင်လာနိုင်ခြေရှိပါတယ်လို့တကယ်ကိုဖြစ်ရမှာမပြောဘူးเนาะရှိဟိုဝင်လာနိုင်ခြေရှိပါတယ်လို့ကျွန်တော်ပြောတာအဲမှငါဆိုတော့ opacity အဝလောက်တာအဲ့တော့အကြာကြီးထိုင်ရင်ရှင်းနိုင်ရင်ထက်ထိုင်ရင်အာ screen တိုင်းများရဲဆိုကျွန်တော်ပြောရင်2နိုင်3နိုင်ကြော်ကြာဖုန်း3နာတို့တွေပေါ့နော်ဝါတာတွေခွေးတက်တာတွေဖြစ်ပါတယ်ခက်လေးတွေအားစဖြစ်နိုင်ပါတယ်အဲ့ဒီမှာဘဟုတုတအရင်းနဲ့ပေါ့နော် clinic ပါတွေပါလို့ရှိရင် ဒီလို excessive sedentarism ရဲ့အစားအသောက်မထိန်းနိုင်အကြောင်းမို့လို့ကိုယ့်ရဲ့ကလေးက obesity category ရဲ့ကိုဝင်လာပြီပေါ့နော်ကိုယ့်ကလေးက BMI တအားမြင့်နေဝါလုံးတဲ့ category ရဲ့ကိုဝင်လာပြီဆိုရင်ဟာဟာကလေးကငယ်သေးရေပေါ့နော်ကြီးလာမှာပဲအစားအသောက်ထိန်းလိုက်နေဝေးချလိုက်နေအခုတော့ဟိုရတယ်ဝါပါစီကျမ်းမာတာဟုတ်ဆိုပြီးတော့မလုပ်နဲ့ဘာသွားတွေ့လဲဆိုတော့အဲ့လိုငင်ငယ်ကအဲ့လိုမျိုးအမှုအကျင့်ပြတ်နေလို့ဝါရတဲ့လူတွေကကြီးလာရင်ဝါရတဲ့ဟာကြီးကဆက်ဆွဲသွားတယ်ပေါ့နော် ဝိချဖို့တော့တော်တော်ခက်တဲ့အဆင်ဖြစ်သွားတယ်။အဲ့တော့အဲ့လိုမျိုးတော့တတိမှုစေခြင်းလေ။နံပါတ်6 metabolic syndrome စီဝါကံမသဟာကံမဖြစ်တဲ့ယောဂအဆုအဝေးပေါ့အဆုအဝေးဆိုတဲ့အတိုင်းကတဲမှာပေါင်းလာတာရှိတယ်။အာဗိုက်ပူတာပေါ့သွေးပေါင်ကြီးတက်တာစီယိုဝင်ကျင်တာပြင်ဒီကိုလက်စထရောတွေမကောင်းတာအဲဒါတွေအကုန်လုံးယောဂအဆုအဝေးလို့ပေါ့လေ။နောက်ထပ်ပြီးတော့ထပ်ရအောင်ဆိုတော့တဲအစီဖုံးတာတို့ယူရက်အဆစ်တက်တာကောက်ယောဂဖုံးသွားကျင်တာတို့ဒါတွေပါထပ်ထည့်လို့ရတယ်ထည့်ခြင်းတော့ ဲ့တော့ဒီမှာလည်းအလိုပဲသေးချင်ကလောက်တာမလောက်တာနဲ့ဆိုင်ဘူးတဲ့အဲ independent risk factor ထိုင်းနာတစ်ခုတည်းနဲ့တင်ဖြစ်ဖို့လုံလောက်ပါတယ်လို့ပြောချင်တာပါဒီ metabolic syndrome ကို ဖြစ်ဖို့အလားအလာကို83ရာခိုင်နှုန်းလောက်ထိကိုဆွဲတင်ပေးနိုင်တယ်ထိုင်းနာအများတခါအမျိုးသမီးတွေမှာဆိုလို့ရှိရင်ဒီ metabolic syndrome ရဖို့ပေါ့နော်ကျွန်တော်တို့ ဒီ TV ကြီးကကတော့၄နိုင်လောက်ထိပဲကျွန်တော်ဖြတ်ထားတယ်လေ၄နိုင်လောက်ထိတော့ခွင့်ပြုလာတယ်ဒါပေမဲ့ပိုကောင်းတော့၅နိုင်၃နိုင်လောက်ပဲကြီးပေါ့ဒါပါတော့၄နိုင်ကျော်ကြာကြည့်မယ်ဆိုရင်၄နိုင်၅နိုင်၅နိုင်ကြီး၆နိုင်ဆိုတနိုင်ကျော်တိုင်းမှာ risk က26%တက်ပါတယ်နင်းနင်းလုံးလုံးကနေကုန်တော့26%ဆိုတာတနိုင်မှာ26%တက်လာနောက်တနိုင်မှာထပ်တက်အဲ့လိုသွားပါတယ်နံပါတ်ခေါ်ကင်ဆာကင်ဆာဘာကင်ဆာလဲဆိုတော့ဒီစိက press in the အဆုပ်ဥမာကြီး စာဟောင်းအဲ rectum ပေါ့နော် you try the pain prostate cj ဆာကန်ဆာရကန်ဆာတွေဖြစ်နိုင်တယ်အဲတခါကန်ဆာဖြစ်ကန်ဆာလည်းဖြစ်စီတယ်ကန်ဆာကြောင့်တိမ်နှုံးကိုလည်းတက်စီတယ်ထိုင်လာတိုင်း regardless of the secret ထက်လာပြီမှာအဲ့ဒါကိုရေးကြည့်လို့ကျွန်တော်ခဏခဏထည့်တာ independent roots ပဲတခြားဘာမှမလုပ်တင်ရက်တော့ဆရာမလုပ်နော်ဆေးလေတောက်စရာမလိုဘူးဒီထိုင်ရန်တစ်ခုတည်းနဲ့ဖြစ်နိုင်ရည်ရှိတယ်အဲ့တော့တပံပေါ့နော်အဲ့လို sedentary ဖြစ်နေတဲ့အချိန်ကြီးကိုကိုက activity တွေနဲ့အစားထိုးလိုက်မယ်ဆိုလို့ရှိရင်လှူရှားမှုတွေနဲ့အစားထိုးလိုက်မယ်ဆိုလို့ရှိရင်ကင်ဆာဖြစ်နိုင်ခြေရောကင်ဆာချောင်းမှုလို့သိနှုန်းကိုပေါ့ချော့ချပေးနိုင်တယ်။နံပါတ်၈အရိုးအကျော်ထွက်သားပြဿနာတွေပေါ့။အော်ထိုင်လာကြရင်တော့ခါနာမယ်ဒါကတော့လူတော်များများသိပါတယ်။ Okay ကျွန်တော်ဆိုရင်တော့ဈေးကမှာထိုင်များတယ်လို့ပြောလို့ရတယ်။ထိုင်များတော့အခုတိတော့ခါမနာသေးဘူးပေါ့နော်။အခါကျရင်စဉ်းစားရငါတော့ငါခါတော့မစိုးဘူးပေါ့နော်။ငါခါမှဖြစ်သေးဆိုတော့ဒီမှာပါရည်ရလဲဆိုတော့တွေ့လား။ lifetime incidence rate အခုဖြစ်သေးတာမှာတရက်တာမှာဖြစ်မဲ့နှုန်းက90နဲ့90%အကုန်ရှိတယ်ဆိုတော့လားလာတော့တိတ်မကောင်းဒီအိုင်းဆက်နေတယ်တော်တော်ကောင်းတာ90%အကုန်ဆိုတော့နင်းတော့ခဏမှမဟုတ်တော့ဖြစ်ကိုဖြစ်ရအောင်ဆိုရင်ဒိတ်ပင်အောင်ပေါက်နေเนาะလူကြီးရောကလေးရောပြင်နိုင်တယ်တခါကကနာရှင်ပြလို့ပဲရိုးပွားတယ်ရိုးပွားလာတယ်ပင် join နေရ stiff ဖြစ်တော့နောက်နံပါတ်9ကိုကိုက posture ပေါ့အဲထိုင်ညာရင်ခါကုန်မယ်ဖုန်းသုံးတာ screen တိုင်းညာနေလို့ပဲခေါင်းကအောက်ကိုမြဲငုံနေကြတော့ခါဖုန်းတော့ hunching ဖြစ်တယ်ပေါ့ပြီးရင်ဒီ shoulders တွေက rounded ဆိုတာရှေ့ကိုနည်းနည်းပုံပြီးတော့ကြောက်တယ်ပေါ့ဒီမှာရေခင်ကောက်ကောက်လေးမဟုတ်ဘူးပေါ့တခါ cervical spondylosis ဆိုတာ leading ကြီးပါ lumbar spondylosis ဆိုတာခါကြီးပေါ့စသဖြင့်ရှင်းနိုင်ပါတယ်တင်းရဲ့ဘုံနှောင်းနဲ့ပတ်သက်တဲ့ဟာပေါ့အဲ့ဘုံနှောင်းနဲ့ပတ်သက်ရင် sedentary creepy behavior တွေလုပ်နေရဆိုရင်တော့ထပ်ခွဲရမယ် mentally passive လား mentally active လားပေါ့စိတ်ပိုင်းဆိုင်ရာအရာ stimulation stimulation ဖြစ်နေတာပေါ့အဲ့တော့ TV ကြည့်တာ social media သုံးတာတို့ငငင်းလေးထိုင်တာတို့အဲထိုင်ပြီးတော့ဟိုအရင်များအဖက်များစကားပြောတာမျိုးပေါ့နော်ပို့လို့မျိုး topic တစ်ခုခုကိုတိတိကျကျ discuss လုပ်တာမဟုတ်ဘူးအဲဒီတိုင်းအပေါ်ရင်ပြောတဲ့ဟာမျိုးအဲဒါမျိုးလေးတွေလုပ်နေကြတာတို့တခြင်းနာထောင်နေတာ main မျိုးအဲဒါတွေအကုန်လုံး mentally passive behavior sedentary behavior တွေဖြစ်တယ်အဲ့ဒါတွေအကုန်လုံးက depression ဖြစ်စေတယ်နော်စိတ်တက်ကြယောဂါနဲ့ဆက်နွယ်မှုတော်တော်လေးရှိတယ် တခါပေါ့နော် on the opposite side ပေါ့ mentally active sedentary behavior ဖြစ်တဲ့စာဥပဒါတင်းစာဥပဒါနော်ကောင်းမောင်းတာကောင်းမောင်းတာ mentally active ဖြစ်တယ်လေအမြင်ကြည့်ရအောင် high non တမျိုးပေါ့နော်တချို့ကအဲ့တောင်အင်္ဂလိပ်လေဆိုတော့ attending and meeting ဒီ meeting တက်ပြီးစကားတိတိကျကျပြောတာ၏အဲစူရင်းနေတဲ့နော်အင်ကြီးချုပ်တာတွေဒီဒီတုံးမွေးပေါ့နော် gaming game ဆိုတာ I'm not mafia related with depression risks depression ဖြစ်ပါဘူးတဲ့အဲလိုမျိုးလုပ်နေ gaming ဆိုတာ ကောင်းငယ်ဆိုတဲ့ချက်ကတော့ဒီမှာတွေ့ရတာပေါ့နော်။ယောက်ျားလေးတွေအတွက်ပေါ့။အဘုဒ္ဓရာနေညောပေါ့နော်။ဂိမ်းဆော့တခြားဘာကောင်းလဲဆိုတော့စာချင်းနေမှာဒီ study တခုလုပ်ခဲ့တာရှိတယ်။ဂိမ်းဆော့တဲ့စာချင်းနဲ့ဂိမ်းမဆော့တဲ့စာချင်းနဲ့လက်ဘလူပုံငင်လေခွဲကန်းထဲမှာဒီတခုခုပေါ့နော် emergency ဖြစ်တယ်ဒီတခုခုမှားရင်းသွားလို့ emergency ဖြစ်တယ်ဆိုရင်ဘယ်သူကပိုင်းပိုင်းလိုင်းလိုင်းပြန်ပြီးတော့ထိ ंछ ုံနိုင်တယ်ဂိမ်းဆော့တဲ့လူတွေကစာပေါင်းများစွာပုံပါပြီးတော့ handle ပုံလုပ်နိုင်တယ်ဆိုတော့တွေ့ရတယ် ော်အဲ့တော့ຢາလုံးအောင်တော့တန်ဆေးလုံးမျိုးပေါ့တော်တော်ဖုံးပါအစီအပြင် follow like and share လုပ်ပေးနိုင်ပါတယ်ခင်ဗျာတော်တော်ဖုံးပါအစီအပြင် follow like and share လုပ်ပေးနိုင်ပါတယ်ခင်ဗျာ